္ဂလာပါမိတ်ဆွေများခင်ဗျာဒီနေ့ဟာဒီဇင်ဘာလ10ရက်နေ့ဖြစ်ပါတယ်ခရစ်စမတ်ဇလန်းမှာလူတွေကမာရီကိုချီးမွမ်းကြတယ် တိုးထိန်တွေကိုပြောကြတယ်ပညာရှိတွေကိုပြောကြတယ်ဒါပေမဲ့မကြာခဏမေ့လျော့ခံရတဲ့သူရဲကောင်းတယောက်ရှိပါတယ်အဲ့ဒါကတော့ရောတတ်ပါပဲရောတတ်ရဲ့နေရာမှာဝင်ပြီးစဉ်းစားကြည့်ပါကိုလက်ထက်မဲ့အမျိုးသမီးကကိုဝင်ရှိနေပြီဆိုတာသိလိုက်ရတဲ့အချိန်မှာသူ့ရင်ထဲမှာဘလောက်ပူလောင်မလဲတစ္ဆာဖောက်ခံရပြီလို့ထင်ပြီးဒေါသထွက်မလားဒါမှမဟုတ်ရှက်မလားဒါမှမဟုတ်ဝမ်းနည်းမလားဒီနေ့တင့်ဘဝမှာလူမှုရဲ့အရှုပ်အထွေးတွေစိတ်ရှုပ်စရာ ပြဿနာတွေကြုံနေရ ပြီးငါဘာဆက်လို့ရမလဲလို့ တွေးနေရင်ယောသက်ရဲ့အသက်တာကတင့်အတွက်အဖြေဖြစ်ပါတမာကျန်းစာကပြောတယ်ယောသက်တီဖြောက်မှတ်တော်သူဖြစ်တယ်တဲ့သူ့မှာရွေးချယ်စရာနှစ်လန်းရှိတယ်ပထမအချက်ကတော့မာရိကိုလူအများရှိမှအဆက်ခွဲပြီးကြောက်ခဲနဲ့ပေါက်တတ်ခိုင်းမလားဒါကတရားဥပဒေရလုံလို့ရတယ်နံပါတ်2အချက်ကတိတ်တဆိတ်ဆွတ်လွတ်လိုက်မလားယောသက်ကဒုတိယလမ်းကိုရွေးခဲ့တယ်သူကသူတပောင်းကိုအဆက်မခွဲခြင်းဘူးမိတ်ဆွေပြဿနာတက်လာတဲ့အခါတင့်ရဲ့စိတ်တဘောထားကဘလို့လဲ ယ်သူတစ်ပါးကိုလက်ညှိုးထိုးပြီးအပြစ်တင်တတ်သလားဒါမှမဟုတ်ရောတက်လိုပဲတည်ငြိမ်စွာဖြည့်ရှင်းတတ်သလားဖယားသခင်ကစိတ်နှလုံးဖြောင့်မတ်ပြီးသူတစ်ပါးအပေါ်မြစ်တာထားတဲ့သူကိုရွေးချယ်အသုံးပြုလိရှိပါတယ်ရောတက်စိတ်ရှုပ်ထွေးပြီးအိတ်ပျော်သွားတဲ့အချိန်မှာဖယားသခင်ကအိမ်မက်ပေးခဲ့တယ်ရှမာသက်ခရစ်ဝင်ကျမ်းခန်းကြီး1အငယ်20ကိုဖတ်ကြည့်ပါအိုးဒါဝိအမျိုးသားရောတက်သင်ခင်ပေါ်မာရိကိုထိမ့်သိမ်းရမိအကြောင်းမကြောက်နဲ့ဖယားသခင်ကတင့်ကိုနေခြင်း င်းဘက်မှာနှုတ်ကပတ်တော်အားဖြင့်စကားပြောသလိုညဘက်မှာလည်းအိမ်မက်အားဖြင့်လမ်းပြတတ်ပါတယ်။ယောသန်ကလူစကားကိုနားထောင်ပြီးမာရိကိုစွန့်ပစ်ခံနီးပြီးဒါပေမဲ့ဖျားသခင်စကားရောက်လာတဲ့အခါသူ့အစီစဉ်ကိုဖျက်လိုက်တယ်။ဒီနေ့သင်ဘာကိုကြောက်နေတာလဲ။လူတွေဘာပြောမလဲဆိုတာကိုကြောက်နေတာလား။ကောင်းကင်တမန်ကပြောတယ်မကြောက်နဲ့ဖျားသခင် ခိုင်းနာကိုလုတ်ဖို့အတွက်လူမျက်နာကိုမကြည့်ပါနဲ့ဖျားသခင်မျက်နာကိုပဲကြည့်ပါယောသအိယာကနေနိုးတဲ့အခါဘာလုပ်တလဲဒါအိမ်မက်တက်တက်ပါကွာဆိုပြီးပြစ်မထားဘူးအိပျော်ယာမနိုးလင်သာရဖျားဤကောင်းကင်တမန်မှားထားသည့်အတိုင်းပြု၍မိမိခင်မုန်းကိုထိမ့်သိမ့်လီယောသရဲ့ယုံကြည်ခြင်းက လက်တွေ့လှုပ်ဆောင်သောယုံကြည်ခြင်းဖြစ်ပါသူမာရိကိုလက်ထပ်လိုက်ခြင်းအပြင်မာရိရဲ့ဂုံတိတ်ခါကိုကာကွယ်ပေးခဲ့တယ်။သခင်ယေရှုခရစ်တော်အတွက်ဖခင်တယောက်ရဲ့မြေတားကိုပေးခဲ့တယ်။အမျိုးသားများဖခင်များခေါင်းဆောင်များကိုကျွန်တော်ပြောခြင်းနဲ့ဖခင်သခင်ကတင့်ကိုရောသက်လို့ခေါင်းဆောင်မှုပေးခြင်းနဲ့ပြဿနာတွေကြားထဲမှာထွက်ပြေးသူမဖြစ်ပါစေနဲ့ဖခင်သခင်စကားနားထောင်ပြီးမိသားစုကိုကာကွယ်ဆောက်ရှောက်တဲ့သူဖြစ်ပါစေ။ဒီဇင်ဘာလ10ရက်နေ့မှာ ခွန်အားယူဖို့ထပ်ပြီးတိုက်တွန်းနှိုးဆော်လိုပါတယ်။ယောသန်သားဖျားသခင်စကားနားမထောင်ဘဲမာရိကိုစွန့်ပစ်ခဲ့ရင်ခရစ်စမတ်ဖြစ်လာမှာမဟုတ်ပါဘူး။သူ့ရဲ့တိတ်ဆိတ်သောနာခံခြင်းရဲရင်သောယုံကြည်ခြင်းကကယ်တင်ရှင်ကိုဤလောကထဲရောက်လာစေခဲ့တယ်။ ဒီနေ့သင်ပေါ်မှာရှုပ်ထွေးမှုတွေရှိနေလားစိတ်မပူပါနဲ့ဖျားသခင်စကားပြောပါလိမ့်မယ်ဖျားသခင်စကားကိုကြားရင်ရဲရဲကြီးလှုပ်ဆောင်လိုက်ပါဒီနေ့ဘဝရဲ့လမ်းဆုံလမ်းခွရောက်နေသူတွေရှိလားဆုံးဖြတ်ချက်ချဖို့ခက်ခဲပြီးဇဝေဇဝါဖြစ်နေတဲ့သူတွေရှိလား ယောသကိုလမ်းပြတော့ဖယားသခင်ကတင့်ကိုလည်းလမ်းပြပါလိမ့်မယ်ဒီနေ့ဖယားသခင်စီကပြတ်သားတဲ့လမ်းပြမှုကိုလိုချင်ရင် comment မှာလမ်းပြတော်မူပါလို့ရေးခဲ့ပါတင့်အတွက်ကျွန်တော်ဆုတောင်းပေးမယ်ဉာဏ်ပညာနဲ့ပြည့်စုံသော အဖဖယားယောသအားအိမ်မက်ဖြင့်လမ်းပြပြီးမိသားစုကိုကာကွယ်စေခဲ့တကယ်သူယနေ့ဤတရားကိုကြားနာသောသူတို့၏အသက်တာထဲ၌ရှိသောရှုပ်ထွေးမှုများအလုံးကိုဖယ်ရှားပေးတော်မူပါသခင် ရှုနာမ၌အကျွန်ုပ်အမိတ်ပေးတယ်။မှောင်ယွန်းသောဆုံးဖြတ်ချက်များကြောက်ရွံ့ခြင်းများထွက်သွားစေ။တန်ရှင်သောဝိညာဉ်တော်ဖျားသူတို့ဘာဆက်လို့ရမှာကိုတိကျစွာလမ်းပြတော်မူပါ။ယောသက်ကဲ့သို့ဖျားသခင်စကားကိုနားထောင်၍ရဲရင်စွာရှောက်လန်းနိုင်သောယုံကြည်ခြင်းကိုပေးသနာတော်မူပါ။သခင်ယေရှုခရစ်တော်၏နာမတော်မြတ်၌ဆုတောင်းကောင်းချီးပေးလိုက်ပါ၏အဖဖျား။အာမင်။